နေ့လေကူမြို့မဟာဝိဟာရအကြောင်းတိုက်အတွင်းမှာထေရဝါဒစံကြောင်းတော်လူဒန်းပွဲအခမ်းအနားမှာအနုမောဒနာတရားအနေနဲ့ဗုဒ္ဓသာသနာစီရန်တိတ်တုမြန်မာလူမြတ်စွာဘုရားသာသနာ ရှေးကြာတည်တံ့ပါစေဆိုတဲ့ခေါင်းစဉ်နဲ့တရားဟောကြားပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဘာသာရေးအခမ်းအနားတွေသာသနာရေးအခမ်းအနားတွေပြီးဆုံးတဲ့အခါမှာဗုဒ္ဓသာသနာစည်းရန်တိတ်တူးလို့ရွတ်ဆိုပြီးတော့အခမ်းအနားတိန့်လေးရှိကြတယ် ဗုဒ္ဓသာသနာမြတ်စွာဘုရားသာသနာတော်သည်စည်ရန်ကြာမြင့်စွာတိတ်တူတည်ပါစေလို့ဆုတောင်းပြုတဲ့သဘောအဲ့တော့ဆုတောင်းပြုတိုင်းသာသနာတည်တံ့မလာဆိုတော့ဘယ်အရာမှဆုတောင်းယုံတတ်တဲ့တော့ဖြစ်လာမှာမဟုတ်ပါဘူးဘုရားသာသနာစည်ရန်တိတ်တူလို့ဘလောက်ပဲရွတ်ရွတ် သာသနာတည်တံ့ကြောင်းအလုပ်တွေကို မလုပ်ကြဘူးဆိုရင်အဲ့ဒီသာသနာတော်ဟာကွယ်သွားမှာဖြစ်ပါတယ်ကိုကျွန်တော်တောင်မြုပ်မာကရုံစေတော်ဘုရားကြီးရဲ့အနာဂတ်သာသနာရေးမှာစေတော်ကြီးကမမိတ်တယ်လဲဆိုတော့တို့ဘုန်းတော်ကြီးတွေတရားဟောတဲ့အခါမှာဒါနရဲ့အကျိုးတွေကိုဟောတာအလွန်များကြတယ် ကျောင်းလူရင်ဘာအကျိုးကထိန်လူရင်ဘာအကျိုးသင်ငန်းလူရင်ဘာအကျိုးအကျိုးတွေကိုအဲ့လိုဟောတာတွေများကြတယ်အဲ့တော့လူတွေကတရားတရားတွေတက်ပြီးတော့လူကြလူကြလူကြတော့ဒါပေမဲ့ဘာအားနေပါသလဲဆိုတော့စိတ်နေစိတ်ထားပြုပြင်ရမယ့်အပိုင်းတွေကိုကျင်တရားတွေပြုပြင်ရမယ့်အပိုင်းတွေမှာဟောသူပြောသူလိုက်နာသူနာယူသူအလွန်အားနေသွားတယ်ဒါကြောင့်ယဟန်တော်များအနေနဲ့ ဒါနအကျိုးကိုဟောတာလဲဟောပေါ့ဒါမဲ့စိတ်ထားတွေပြုပြင်ကြဖို့ကိုကျင်တရားတွေကောင်းမွန်အောင်ပြုပြင်ကြဖို့အပိုင်းတွေကိုလည်းဆောင်းပေးဟောကြားတင့်တယ်လို့ရှင်တော်ကြီးကပါတယ်ဦးဇင်းတို့ကမဟာကလုံရှင်တော်ဘုရားကြီးစီမှာမနေဘူးပါဘူးဒါပေမဲ့ရှင်တော်ကြီးရဲ့စာအုပ်နဲ့ကြီးပြင်းလာတာမို့လို့ရှင်တော်ကြီးရဲ့မတော်လိုက်ရတဲ့တပည့်မတော်လိုက်ရတဲ့ဆရာပြောလို့ရတယ် ဆရာတော်ရဲ့စာအုပ်တွေနဲ့ယနေ့ချိန်ထိဦးဇင်းတို့မကင်းဘူးအဲ့တော့ဆရာတော်ကြီးရဲ့အဆုံးအမတွေကိုနှစ်သက်တယ်လက်ညွှန်မှုတွေသဘောကျတယ်ဒါကြောင့်အဲ့ဒီဆရာတော်ကြီးရဲ့အဆုံးအမအတိုင်းပဲဆွမ်းတက်နိုင်သမျှစ조사ပြီးတော့အကောင့်တွေခေါ်နေပါတယ်အဲ့တရားဟောတဲ့အခါမှာလည်းဦးဇင်းတို့ဌာနအကျိုးဆိုတာတဲ့စိတ်ဓာတ်ပြုပြင်ရေး ုကျင်တရားကောင်းမှုရေးကိုဦးစားပေးဟောပါတယ်ပြုပြင်ပြောင်းလဲရေးကိုဟောတယ်လို့ပြောရင်ပုံမှန်ပါတယ်။အဲဒါဒီနေ့တရားကောင်းစဉ်ကဗုဒ္ဓသာသနာစည်းတံတိုက်တုမြတ်စွာဘုရားသာသနာရှေးကြားစွာတည်တံ့ပါစေဆိုတဲ့ကောင်းစဉ်ပါပဲ။အဲတော့ဦးဇင်းတို့သာသနာတည်တံ့ရေးဟာဆရာတော်တန်ခါတော်များအပေါ်မှာလဲမိနေတယ်လို့တရားဓမ္မတွေအပေါ်မှာလဲမိပါတယ်။ မြတ်စွာဘုရားကတရင်သုံးပေါ်၅ဦးလုံးနဲ့တက်ဆိုင်တဲ့အကြောင်းကိုထိုထိုတုတ်တန်ဒီမှာဟောကြားတော်မူခဲ့ပါတယ်။သာသနာ क्वे ရဲဆိုတာဘုန်းကြီးတွေကြောက်တသက်မဟုတ်ဘူး။တက္ကရာကမတွေရဲ့ပြောကလည်းပါတယ်။အဲတော့ဇေနောတန်ဃာတော်တွေဖက်ကလည်းသာသနာမကွယ်အောင်ဆောင်ဆောင်ရတယ်လို့တက္ကရာကမတွေဖက်ကလည်းဆောင်ဆောင်ရမှာဖြစ်ပါလေအဲ့ဒါတတိပြုကြမှာဖြစ်တယ် အဲ့တော့အခမ်းအနားတွေမှာဗုဒ္ဓသာသနာစည်းရန်တိတ်တူတို့ရွတ်ဆိုနေကြတော့လဲပဲမိမိတို့ရဲ့အပြုမူအပြောအဆိုလောက်ရတွေဟာဘုရားအဆုံးအမနဲ့မညီကြဘူးဆိုရင်သာသနာ क्वे ချောင်း ဖြစ်နေမှာပါသာသနာ क्वे ချောင်းနေဖြစ်နေမှာပါအဲကြောင့်ဦးဇင်းတို့သာသနာတီချောင်းအလုပ်တွေကိုဆရာတကာစူးစမ်းပြီးလုပ်ကြရမှာဖြစ်တယ်အဲတော့သာသနာတီချောင်းအလုပ်ကဘာလဲ ပရိယတ္တိအလုတ်ပฏิပတ္တိအလုတ်တွေပဲပေါ့ဉာဏ်တော်တည်းရဲ့အလုတ်ပရိယတ်ပฏิပတ်အလုတ်ဖြစ်တယ်တခါတခါမတွေ့ရဲ့အလုတ်ကအဲ့ပရိယတ်ပฏิပတ်သာသနာပြုအလုတ်တွေကိုလုံနေတဲ့တန်ဃာတော်တွေဝိနည်းတော်နဲ့အညီချမ်းချမ်းသာသာစာပေတွေပို့ချနိုင်ဖို့စာပေတွေရေးသားနိုင်ဖို့တရားတွေအားထုတ်နိုင်ဖို့သင်္ကန်းဆုံးကြောင်းစေ PC ၄ပါးတွေကိုတူတန်းတဲ့အလုတ်ဖြစ်ပါတယ်မြတ်စွာဘုရားက ်အင်္ဂုတ္တရနိကေဒုက္ခနိဘတ်ထဲမှာဟောတာပြီတာဖြစ်ပါလေဆေရောတန်ဃာတို့တွေလောက်ရမယ်အလုပရိယတ်တိအလုပฏิပတ်တိအလုတဂရကမတွေအလုကအဲ့ဒီပရိယတ်ပฏิပတ်လုပ်နေတဲ့တန်ဃာတို့တွေကိုသင်္ကန်းဆုံးကြောင်းစီပစ္စည်းလေးပါထောက်ပံ့တဲ့အလုအဲ့တော့တန်ဃာတို့များသည်ဇာတင်စာချတဲ့အလုတွေတရားဓမ္မကျင့်ကြံအားထုတ်ခြင်းအလုတွေကိုတေချာပေါက်လုပ်ကိုလုပ်ရမှာဖြစ်တယ် တက္ကະမတွေကဘလောက်ပဲနိုင်ငံဆုံးကြောင်းစီပစ္စည်းလေးပါတွေလှူဒန်းလှူဒန်းအခုလိုကြောင်းကြီးတွေဆောက်လို့လှူဒန်းထားမယ်ဘုန်းကြီးတွေကစာလဲမချဘူးတရားလဲအာမတော်ဘူးကျမ်းစာလဲမရေးဘူးတရားလဲမပြဘူးဆိုရင်အဲ့ဒီကြောင်းတိုက်ဟာသာသနာ권နေတဲ့ကြောင်းတိုက်ပဲပေါ့သာသနာ권နေတဲ့ကြောင်းတိုက်ပဲဒါကြောင့်ဦးဇင်းတို့ဇေယတော်တန်ဃာတော်များဘက်ကလည်းတာဝန်ကြီးရမှာဖြစ်တယ် တောင်းဝန်ကြရမှာဖြစ်တယ်တခါတခါမှဒီဖက်ကလည်းပဲပရိယပฏิပတ်အားထုတ်နေတဲ့ပုံကိုယ်တွေကိုလိုအပ်ရာရာဝင်းနီတော်နဲ့အညီစီမံဆောင်ရွက်ပေးကြရမှာဖြစ်တယ်ဆရာတော်တွေကပရိယပฏิပတ်ကြိုးစားတယ်တခါတခါမှဒီဖက်ကလည်းစီလီဘာထောက်ပံ့မှုလိုအပ်နေသေးတယ်ဆိုရင်တန်ဃာတော်တွေကကြိုးစားသလောက်ခကြီးမပေါက်ပဲလဲရှစ်တက်တယ် မပြည့်စုံတဲ့အတွက်ကြောင့်ပရိယတ်တိအာထုတ်တဲ့နေရာပฏิပတ်တိအာထုတ်တဲ့နေရာမှာတိုးတက်တဲ့တလမတိုးတက်ပဲနဲ့နှောင့်နှဲနေတာမျိုးတွေလည်းရှိတတ်တယ်။အဲဒါကြောင့်မြတ်စွာဘုရားကငင်္ဂုတ္တရနိကေဒုက္ခနိဗ္ဗာန်ထဲမှာဆရာတောင်းဝန်တကတောင်းဝန်အနေနဲ့မြတ်စွာဘုရားကခွဲပြီးတော့ဟောပေးခဲ့တယ်။တောင်းဝန်ကိုစီကြည်ရမယ်ပေါ့။တောင်းဝန်ကိုစီကြည်ရမှာဖြစ်တယ်။အဲ့တော့တန်ခါတော်များတည် ကိုပိုင်စည်းပွားရေးမရှိဘူးငွေကြေးတနာမရှိဘူးချက်ပြုတ်စားတော့လို့မရအောင်တက္ကရာကမတွေကိုမိခိုးရတယ်ចောင်းဆိုလဲတက္ကရာကမတွေကိုမိခိုးရတယ်သင်ငန်းဆိုလဲတက္ကရာကမတွေမိခိုးရတယ်စားစရာတက္ကရာကမတွေကိုမိခိုးရတယ်နေမကောင်းလို့စိတ်တောက်မယ်ဆိုရင်လဲတက္ကရာကမတွေကိုမိခိုးရတယ်အဲ့တော့တက္ကရာကမများသည်ကျေးဇူးများတယ်ပေါ့ကျေးဇူးများတယ် အဲ့ဒီကျေးဇူးများတဲ့ဒကာဒကာမတွေကိုတန်ဃာတော်များကဘယ်လိုကျေးဇူးဆက်မလဲခုနကတပါဝဏ္ဏဆရာတော်ဟောသွားပါတယ်တရားဟောတော်အားဖြင့်ကျေးဇူးဆက်ဒကာဒကာမတွေကိုစီးပွားရေးဝိုင်းလုပ်ပြရမှာမဟုတ်ဘူးခလေးဝိုင်းထိန်ပြရမှာမဟုတ်ဘူးဘုရားလက်ထက်တုန်းကအဲ့ဒါရှိခဲ့ဘူးတယ်လေဒကာဒကာမတွေစီးပွားရေးတွေအစဉ်မပြေကြဘူးကပ္ပိဒုက္ခတွေစိုက်တယ် လူတွေစီးပွားရေးအဆင်မပြေတော့ဘုန်းကြီးတွေလည်းအဆင်မပြေဘူးပေါ့အလူတန်းတွေနည်းလာတယ်အဲ့တော့ဘုန်းကြီးတွေကခေါင်းချင်းဆိုင်ပြီးတော့အစည်းအဝေးထိုင်တယ်ဒကာဒကာမတွေငါတို့ဘာလုပ်ပေးကြမလဲတချို့ကလည်းအကြံပေးတယ်သူတို့ရဲ့အလုပ်တွေကိုဝိုင်းလုပ်ကြရအောင်သူတို့ရဲ့အလုပ်တွေကိုဒိုးတွေစီမံခန့်ခွဲကြရအောင်လူလူတွေးတာခေါ်တယ်နော်အဲ့တော့လူတွေရဲ့အလုပ်ကိုဝိုင်းလုပ်ပေးဖို့ တွေးကြတယ်နော်ဆိုတော့တကယ်တော့အဲ့ဒါဟာအမှန်ကန်မဟုတ်ဘူးအဲ့တော့ယဟန်တော်တွေကမိမိတို့အပေါ်မှာကျေးဇူးများတဲ့တရားဂမတွေကိုဘလို့ကျေးဇူးဆက်မှာလဲဆိုတော့တရားဟောရမယ်ခုနကမာဂနောဆရာပြကြီးမိတ်တို့စိတ်ကောင်းလေးထားဖို့ဂရမတွေရဲ့စိတ်တကလေးတွေနူးညံ့ဖို့ကိုချင်းသာတရားတွေထားဖို့လူစရိုက်တွေကိုချောင်းကျင်ဖို့ ။မထောက်ပဒနာတရားတွေအထောက်တက်အောင်လမ်းညွှန်ပေးဖို့အဲ့ဒါတွေဒီဦးဇင်းတို့တန်ဃာတော်တွေကလုပ်ရမှာဖြစ်တယ်။တက္ကရာကမတွေငိမ့်ချမ်းပြို့တိုင်းပြည်ငိမ့်ချမ်းဖို့တန်ဃာတော်တွေကဟောပြောရမှာဖြစ်တယ်။ဦးဇင်းတို့တန်ဃာတော်မှာဂျေဇုဆက်ဆရာဆိုလို့အားရပင်ရှိတာ။တက္ကရာကမတွေကိုလမ်းညွှန်ပေးရမှာ။ဒီလိုလေးစိတ်ထားပါဒီလိုလေးနှလုံးသွင်းပါ။ ဒီလိုလေးကြင်ကြံပါဆိုပြီးတော့လမ်းညွန်ပေးရမှာအဲ့ဒါဒကာဒကာမတွေကိုကျေးဇူးဆက်တာပဲပေါ့ဒကာဒကာမတွေကလည်းတန်ဃာတော်တွေကိုလှူဒန်းထောက်ပံ့တဲ့အခါမှာညွန်င်းစရာကတခုပဲရှိတယ်အဆုံးမတို့တန်ဃာတော်တွေကတို့ကိုဆုံးမရင်ကောင်းမှာပဲဘုန်းကြီးတွေစီကအဆုံးအမကိုမျောလင်းရမှာဖြစ်တယ်ဘုန်းကြီးတွေစီက ဘေးရင်ရတရားတွေကိုမျှော်လင့်ရမှာမဟုတ်ဘူး။ဓာတ်ရိုက်ဒိဋ္ဌိတွေကိုမျှော်လင့်ရမှာမဟုတ်ဘူး။အာဒီဘုန်းကြီးတွေကတော့နိုင်ငံတော်အကြီးအကဲတွေနဲ့ယင်းနေတယ်ဒီဘုန်းကြီးတွေကတော့ဘယ်လိုလူကြီးတွေနဲ့ယင်းနေတယ်အာဒီဘုန်းကြီးကိုကတ်ထားရင်တော့ငါတို့ဘာရမှာပဲပါမစ်တွေရမှာပဲဆိုတာအဲ့လိုမျှော်လင့်ချက်တွေနဲ့ကိုယ်ွယ်တာဟာလုံးဝမာကျွန်တော်ကိုယ်ွယ်မှုတွေဖြစ်တယ်။အဲ့တော့မျှော်လင့်စရာတခုပဲဘုန်းကြီးတွေတို့ကိုဆုံးမကြရင်ကောင်းမယ်။အဆုံးအမကိုမျှော်လင့်ရမှာ။နော်အဆုံးအမကိုမျှော်လင့်ရမှာ။ ကရကမာရီယာတန်ဃာရော်ဒီစီယာအဲ့ဒါမျောလေးရမှာဆယ်ရော်ဒီတို့ကိုဆုံးမရင်ကောင်းပါပဲဒီကတကဥက္ကူမောင်တို့ဥမမအီပြူတို့ကအများရန်လာလို့ရှိရင်ဦးစဉ်ဟောတာတဲ့အတိုင်းသူတို့ကလိုက်နာတာတရားဖြင့်လာပြီးတော့ပညာနဲ့ပြန်ပါဆိုတဲ့စကားကိုသူတို့ကမှတ်ထားလာဒီကရမာရီအားလုံးမှတ်ထားဗာနဲ့လာပြီးဗာနဲ့ပြန်မလဲတရားနဲ့လာပညာနဲ့ပြန်เจ้าကိုလာတဲ့အခါမှာ ကြီးညိုတဲ့စိတ်နဲ့လာကြ။ဩတန်ဃာတော်တွေစာကြက်နေကြတယ်။တန်ဃာတော်တွေတရားထုတ်နေကြတယ်။တန်ဃာတော်တွေသီလတွေကျင့်ကြံနေကြတယ်။တန်ဃာတော်တွေရဲ့သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တွေကိုကြီးညိုတဲ့စိတ်နဲ့လာပါ။အပြစ်တင်တဲ့စိတ်နဲ့မလာရဘူး။ဟိုဘုန်းကြီးကဘလို့၊ဟိုကုန်းကြီးကဘလို့၊ဟိုဥစ္စာကဘလို့အပြစ်တင်တဲ့စိတ်နဲ့မလာရဘူး။အပြစ်ချခြင်းတဲ့စိတ်နဲ့မလာရဘူး။နော်တရားစိတ်နဲ့လာရတယ်။တန်ဃာတော်တွေရဲ့ပရိယတ်တိအလုပ်ပฏิပတိအလုပ်ကိုကြီးညိုတဲ့စိတ်သီလသမာဓိပညာကိုကြီးညိုတဲ့စိတ်နဲ့လာရတယ်။ ီပြန်တဲ့အခါကျရင်ပညာနဲ့ပြန်ဆိုတာကဆယ်ရိုဒီစီယာအဆုံးအမတွေရအောင်ယူသွားအဆုံးအမရအောင်ယူသွားအရှင်မြတ်တပည့်တို့စိတ်ဘလို့ထားရမလဲတပည့်တို့ဘလို့ကျင့်ရမလဲဘလို့နေရမလဲနော်ဖုန်ကြီးတွေကိုကိုးကွယ်တယ်ဆိုတာအဆုံးအမလိုချင်လို့ကိုးကွယ်တာဒါကြောင့်အဆုံးအမတခွန်းတော့တော့ရအောင်ယူသွားအဲ့ဒါကိုပညာနဲ့ပြန်တယ်လို့ခေါ်တယ်အဲ့တော့ဒကမမိုက်ပြူလို့ကတော့ရောက်တန်းရောက်တန်းအရှင်မြတ် ဩဝါဒပေးအောင်ဖျက်ဩဝါဒပေးအောင်ဖျက်သူတို့ကရောက်တိုင်းဩဝါဒမပေးခိုင်းတဲ့အချိန်မရှိဘူးအဲ့တော့ဒါသဒ္ဒါနဲ့လာပြီးတော့ပညာနဲ့ပြန်တာဦးစင်းအမြဲတမ်းပြောပါတယ်ဆရာတင်တယ်ဆိုတာအလှကြည့်ဖို့ထားတာမဟုတ်ဘူးမိမိတို့ကိုဆုံးမဖို့ထားတာအမြဲမတော်တာချင်းငေါ့ဖို့ထားတာဆရာဆိုရင်လည်းစူပစီငေါ့ရင်လည်းငေါ့ပစီခံရမှာပဲနော်တချို့ကစူတာမကြိုက်ဘူးငေါ့တာမကြိုက်ဘူးဆုံးမတာမကြိုက်ဘူး အဲ့ဒါဆိုရင်ဘယ်လိုလိုကြီးပွားမှာတော့ဆရာတရားကျိုးဘယ်လိုနဲ့မှာတော့ကိုယ်ကွယ်ကျိုးဘယ်လိုလိုနဲ့မှာတော့เนาะဒါကြောင့်ဥစ္စာတို့တန်ခါကိုကိုယ်ကွယ်တယ်ဆိုတာအစုံမခေါင်းတွေကိုရခြင်းလို့တနည်းအားဖြင့်လိန်မာခြင်းလို့ကိုယ်ကွယ်တာဖြစ်တယ်အဲကြောင့်အလှကြည့်ဖို့ထားတာမဟုတ်ဘူးเนาะဆရာတင်းနဲ့ဆရာတင်းနဲ့ဆိုအလှကြည့်ဖို့ထားတာမဟုတ်ဘူးစုံမဖို့ထားတာเนาะစုဖို့ထားတာငောက်ဖို့ထားတာအေးကောင်းပြီဒါကြောင့်ဥစ္စာတို့ဗုဒ္ဓမြတ်စွာသာသနာ ခြေကြစွာတည်တံ့ပါစေလို့နှုတ်ကယွနေယုံမပြီးပဲနဲ့ဆရာတော်တန်ဃာတော်တွေကလည်းမိမိတို့ရဲ့ပရိယတ်တိအလုပ်ပฏิပတ်တိအလုပ်ကိုကြိုးစားရမှာဖြစ်တယ်မိမိတို့ဘဝကျေးဇူးများတဲ့တရားဒဂမတွေကိုလည်းဓမ္မဖြင့်စောင့်ချောက်ပေးကြရမှာဖြစ်တယ်တရားဒဂမတွေကလည်းမိမိတို့ကိုတရားဓမ္မဖြင့်စောင့်ချောက်တော်မူတဲ့ကျေးဇူးရှင်တန်ဃာတော်များကိုနော်ကျေးဇူးဆက်တဲ့အနေနဲ့ သင်္ကန်းဆုံးကြောင်းစီပစ္စည်းလေးပါးတွေကိုထောက်ခံလူတန်းချတာဖြစ်တယ်။အဲ့ဒီလိုဆရာနဲ့တကားတကားနဲ့ဆရာမေတ္တာတရားတွေနဲ့သရတရားတွေနဲ့ပညာတရားတွေနဲ့မြတ်စွာဘုရားသာသနာတော်ထွန်လင်းအောင်၊ပန်းရှင်းအောင်၊တည်တက်အောင်၊ပြန်ပွားအောင်ပရိယတ်တိပฏิပတ်တိလို့ကိုကြိုးစားသွားကြမယ်ဆိုလို့ရှိရင်တကယ်အစစ်အမှန်ဗုဒ္ဓသာသနာစီစဉ်တည်ထူဖြစ်ပါပြီ။သာသနာတည်တံကြောင်း အလုပ်တွေကိုလုပ်နေကြတာမို့လို့သာသနာတကယ်တည်တံ့မှာဖြစ်နေပေါ့အဲ့တော့ဒီနေ့ခြေရာဝါသစံကြောင်းအလူနော်အရင်ကဒီတိန်တော်ကြီးအလူဓာရီအားလုံးဒီဘုဇနောပကာတနာမပါဘဲနဲ့တကယ်ကိုလိုအပ်လို့ဇေရောတန်ဃာတော်တွေစာသင်စာချတဲ့နေရာမှာတကယ်လိုအပ်လို့ ပရိယတိသာသနာတော်အတွက်ပฏิပတိသာသနာတော်အတွက်အထောက်ပံ့ဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့လှူဒန်းကြတာဖြစ်တယ်။ကျောင်းတက္ကမကြီးလို့အခေါ်ခံချင်လို့လှူဒန်းမဟုတ်ကြဘူး။တကယ်ကိုအယိုးခံနဲ့လှူဒန်းကြတာဖြစ်တယ်။အဲ့တော့မိမိတို့စိတ်ကသာသနာတော်တန်ရှင်းတည်တံပြန်ပွားရေးကိုဥတီပါတန်ဃာတော်ကိုအာရုံပြုပါ။ဦးဇင်းတို့ဒီကျောင်းတိုင်းမှာသာသနာမြေပဲလှူလှူအခုလိုအစာအုပ်တွေပဲလှူလှူ။ တန်ခိကတန်ဃာပိုင်းအနေနဲ့ပဲလက်ခံတယ်ပေါ့အဲ့တော့မိုက်ဖြူတို့ကဆရာတော်အတွက်ဆိုင်ချောင်းလို့ဆိုပြီးမှလည်းဦးဇင်းတို့ပုဂ္ဂလိကအလိုမခံဘူးသာသနာပိုင်းတန်ဃာပိုင်းအနေနဲ့ပဲလက်ခံတယ်ပေါ့တက္ကရာကမတွေလည်းအကျိုးများတယ်ဦးဇင်းတို့တန်ဃာတော်မှာလည်းအစွဲမရှိဘူးပေါ့နောက်တစ်ကြောင်မိမိတို့ယနေ့လှူနှဲမဲ့အကျောင်းအလှူသည်ပုဂ္ဂလိကတဘာပိုင်းအလှူမဟုတ်ဘူး သာသနာပိုင်းတန်ခါပိုင်းသာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါကိုရည်မှန်းပြီးလူတဲ့เจ้าအလူပဲလို့နားလည်ကြရမှာဖြစ်တယ်မိမိတို့เจ้าအလူကိုလက်ခံတဲ့ပုံကူများသည်เนาะသာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါတော်များဖြစ်တယ်ဦးဇင်းတို့ကတန်ခါအားလုံးရဲ့ကိုစားအလူခံပေးတာလက်ခံပေးတာရည်သချပေးတာလို့နားလည်ကြရမှာဖြစ်တယ်เนาะတန်ခါအားလုံးကိုရည်မှန်းပြီးတော့လူတန်းတာပွဲတန်ခိကလူတန်းပွဲလို့နားလည်ကြရမှာဖြစ်တယ်เนาะဒီကောင်းပြီဒါကြောင့် တရားကောင်းခြင်းဗုဒ္ဓသာသနာစုတဲ့တိတ်တုမြတ်စွာဘုရားသာသနာရှေးကြားစွာတည်တံ့ပါစေဆိုတာဆရာရောတကာရောဆိုင်းရဆိုင်းရအလုပ်တွေကိုမေတ္တာကရုဏာမုဒိတာတရားတွေနဲ့ဗဒါတရားတွေနဲ့ပညာတရားတွေနဲ့ကြိုးစားဆောင်ရွက်မှသာတကယ်သာသနာတည်တံ့မယ်။အေးပရိယပတိပတ်တွေမလုပ်ကြဘဲနဲ့ဝိနည်းတရားတော်တွေကိုမလိုက်နာကြဘဲနဲ့ဘုရားသာသနာစည်းရန်တည်တူးလို့အချိန်ပေါင်းများစွာရွတ်နေတော်လဲ။ သာသနာမတည်တတ်နိုင်ဘူးလို့နားလည်သဘောပေါက်ကြပြီးတော့လူချင်းများနဲ့တကွတရားနာပရိသတ်များအားလုံးဖိုးတန်လာတဲ့မြတ်စွာဘုရားသာသနာတော်ကြီးခြေချစွာတည်တတ်အောင် ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု